မင်္ဂလာပါဒီချက်ကတော့ grade 1 mathematics ကိုသင်ကြားပေးမယ်ဒီချက်ဒေါ်စုစန္နာဖြစ်ပါတယ်ခုသင်ကြားမယ်ခေါင်းစဉ်ကတော့ chapter 7 trigonometric function ရဲ့7.3 grade of other trigonometric function နဲ့ inverse of trigonometric function အကြောင်းတွေကိုသင်ကြားသွားမှာဖြစ်ပါတယ် အန်နင်းအောက်ကန်းနေရတော့ပထမဆန်းမွိုင်းတူနဲ့ဆန်းမွိုင်း1နေမှာ sin function ကို sin function မျိုးကိုသင်ကြားပြီးတော့အခုစာသင်သားတို့အနေနဲ့တန်းကျန်ရဲ့ cos ရဲ့ secant ကို secant function နေနဲ့ trigonometric concept တွေကိုဆက်လက်သိရှိသွားမှာဖြစ်တယ်။နောက်တစ်ခုကကြတော့ inverse ပေါ့။ inverse trigonometric function တွေကိုလည်းဆက်လက်သိရှိသွားမှာဖြစ်ပါတယ်။ အော် cell mind 3 grass or others trigonometric function နဲ့မှာကျွန်တော်စပြီးရွေးထားမှာကတော့ y equal to tan h ပါအဲ့တော့ tan h ဆိုတာဘာလဲဆိုရင်ကျွန်တော်စဉ်းစားလိုက်မယ်ဆိုရင် sin by cos ကျတော့ side fashion မှာဘယ်ကဆလဲဆိုရင်အမှတ်က00ဆိုတဲ့အမှတ်ကဆပါတယ်။ဒါကြောင့်မလို့ဒီမှာလဲတန်းကြံကို00ကဆမယ်။တန်းကြံကို00 cost ကိုအောက်ကဘိုင်းချီပေါ့နော်။တန်းကြံကို00အမှတ်ကဆပြီးတော့ဒီ point လေးကိုဆပြီးအပေါ်ကိုတက်တဲ့ပုံစံမျိုးလေးညာသွား။ तू ကနှစ်ခုဆိုရပြီတကယ်တော့ဒီဘက်ကအနှုတ်ကတအားမလို့နှစ်ခုဆိုရင်ရပြီ။ तू ကအပေါ်တက်တဲ့ပုံစံလေးနှစ်ခုရှိရမယ်ပေါ့။ ဒါဆိုရင် point ကဘမဖြတ်လဲဆိုတော့00မှာ ဖြတ်ကမယ်။ကဲဟုတ်ပြီ domain ကသူကဘမလဲဆိုရင် sin 0က0မလို့00ဒါမဲ့သူကခိုင်းဆိုလို့ရှိရင် unit cycle က cos 0က1ဆိုပြီး01ယူလို့မရတော့သူကတက်ဝက်ဖြစ်သွားတယ်ဒါကြောင့် domain က pi/2 3pi/2 plus or minus ညက်ဒီပေါ်မှာ multiply သွားမယ် range ကတော့ r ပဲ period ကတော့ pi/b ပါသူကဒါဆိုရင် x intercept ကိုစမ်းစမ်းမယ် ။ waste and z ကိုစဉ်းစားတော့ y ကတော့0တွေ။ဒါဆိုရင် point 0နေရာမှာစဉ်းစားမယ်။ plus or minus နဲ့ pi နေရာမှာလည်းသူက0ဖြစ်မယ်။နောက်တစ်ခု plus or minus 2 pi နေရာမှာလည်း0တွေဖြစ်သွားမယ်။အဲ့ဒီမှာဘာထူးခြားတာတခုရှိလဲဆိုတော့ဒီ tangent နေ၊ cotangent တန်းကျန်ဒီမှာအစမ်းတုတ်ပါလာတာပါပဲအစမ်းတုတ်ဆိုတာအလဲကမြင်းလေးပါတခု grad တခုနဲ့တခုကြားထဲမှာအစမ်းတုတ်လေးတခုရှိမြဲ့ အဲ့ဒီအဆင်းတုံနဲ့ဒီ grad ကြားတဲ့အဆင်းတုံနှစ်ခုကြားတဲ့အကွာအဝေးကို period လို့ခေါ်တာပါ period ကဘာဖြစ်မလဲဆိုရင်ပိုင်ဖြစ်မယ်ဒါဆိုရင်အဆင်းတုံက0မှာနဲ့ပိုင်ရဲ့ကြားတဲ့အလယ်လိုင်းဖြစ်တဲ့ဘာလဲပိုင်ပိုင်2 +2 ပိုင်နဲ့ပိုင်ပိုင်2မှာအဆင်းတုံတစ်ခုရှိမယ်နောက်တစ်ခုလည်း +2 ပိုင်နဲ့3ပိုင်ပိုင်2မှာရှိရဲ့ဒီတန်းတန်း grad ကိုဆွဲဖို့အတွက်က point ဟာဒီနားလေးက point ပေါ့ minus pi by 4 pi ကိုမင်းရပြောထားသလိုပဲကိုဆိုင်တို့ဆိုင်တို့မှာပြောသလိုပဲသူ့ရဲ့ဂျာဗင်ကိုလိုချင်ရင်4နဲ့စားသလိုပဲဒီမှာကျတော့အပေါ်အောက်လေးကို4နဲ့စားတာပါဒါကြောင့်မလို့ pi by 4 plus pi by 4ပေါ်မှာ plus pi by 4အောက်မှာ minus pi by 4ဒီနားလေးမှာ pi by 4ဒီနားလေးမှာထပ်ပြေးလိုက်မယ်အစက်လေးတစ်စက် pi by 4 ကော်မာ1ဆိုတဲ့ point လေးတစ်ပိုင်းနည်းနည်းလေးမထင်လို့ထပ်ဖြည့်ပေးလိုက်မယ်။ပိုင်ပိုင်ဘူကောမ1အောက်က minus ပိုင်ပိုင်ဘူဘောကောမ minus 1ရှိပါမယ်။ဒါဆိုရင်ဒီဘက်က graph က y equal to golden chain graph ။ဒါဆိုရင် तू ကဘယ်လိုသွားမလဲဆိုအစင်းပုံစံလေးသွားမယ်။ decreasing ပေါ့အစင်းပုံစံလေးသွားမယ်။ golden chain graph ကအစင်းပုံစံလေးသွား။အစင်းပုံစံလေးမှာလည်းအနည်းဆုံးဘယ်နှမရှိရမလဲဆို၃မှတ်ရှိရမယ်။ तू က golden chain ဆိုလို့ရှိရင်ပုံသဏ္ဍာန်က cos by sin ပြောင်းပြန် เนาะ cost ပိုင်းဆိုင်ဒါကြောင့်မလို့ cost ပုံစံမျိုးဆိုရင် cost က1နီးပါးလောက်မှစမှာကျေလို့စောတော့ပြောပြီးသားပိုင်းပိုင်း4ကိုအစားသွင်းလိုက်မယ်ဆိုလို့ရှိရင်ကိုတန်းချပိုင်မဲ့4အဖြေက1ထွက်မယ်ဒါကြောင့်1လေးကနေစပြီးတော့သူ့0ဖြစ်စေအမှတ်ဒီဘမရှိမလဲအဲ့တော့ domain ကိုစစင်းသားမယ် domain က0ရယ် plus or minus ပိုင်ရင်2ပိုင်ရင်မှ x အစီအစဉ်မှာဖြတ်သွားတဲ့အတွက် ace ကို intercept ပေါ့ ace intercept ဆိုတော့ y0 y0 ဒီဘယ်မှာဖြတ်မလဲပိုင်ပိုင်2မှာ ဖြတ်မယ်3ပိုင်ပိုင်2မှာဖြတ်မယ်အဲမှာ2မှာဖြတ်မယ်3ပိုင်ပိုင်2မှာဖြတ်သွားပြီးတော့ဂျေတို့ရဲ့ assign ပြုတ်လေးပေါ့နော် assign ပြုတ်လေးကိုစစင်းတာတော့မူရင်း origin ရဲ့0ပြီးနောက်ထပ် assign ပြုတ်ကဘာလဲပိုင်နောက်ထပ် assign ပြုတ်က2ပိုင်ဒါဆိုရင် period ကဂျာထဲမှာဘာပဲထွက်မလဲဆိုရင်ပိုင်ပဲထွက်ပါမယ် ဒီ grad မှာကြတော့800 grad ကိုပဲအကြီးပြန်ဆွဲထားတာ00မှရှိရမယ်။ပိုင်ပိုင်ဘူးကော်မာ1တခုရှိမယ်။ minus ပိုင်ပိုင်ဘူးကော်မာ minus 1။သူကအမှတ်3မှတ်ရရင် grad တခုဖြစ်တယ်။ဒါမျိုး increasing decline curve တခုပေါ့။ဒီဘက်မှာ increasing curve တခုနှစ်ခုရရင်ဒီနှုတ်ဘက်ကမဆွဲလဲရ။ကိုတန်းကြမှာလဲဒီလိုပဲဒီဘက်ကအပေါင်းပိုင်ပိုင်ဘူးကော်မာ1 ူက3 by 4 comma minus 1ရဲ့ဒီညက pi by 2 comma 0ရဲ့သုံးမှတ်ရရင်ရတယ်ကျတော့ pi by 2 comma 0လေးထပ်ဖြည့်လိုက်မယ် pi by 2 comma 0လေးထပ်ဖြည့်လိုက်မယ်ဒါဆိုရင်အမှတ်ဘယ်နှမှတ်လဲသုံးမှတ်သုံးမှတ်ရရင်ရပါပြီအခုတခုကတော့ example 7ပေါ့ example 7မှာသူက grad က y equal to A တန်းကြံ BH ရဲ့ Y ကွဲတူ A ကိုတန်းကြံ BH ရှိမယ်။ဒါဆိုရင်တန်းကြံ S ကနေ0ချိမ့်မယ်။တန်းကြံ BH ကိုချိမ့်မယ်။ အဲဆိုရင်စောစောကခရက်လိုပဲဒီမှာလည်းနှစ်ခုပဲဆွဲရဒီဘက်နှစ်ခုပဲဆွဲအဲ့တော့မူရင်း original ဘယ်သူ့ကိုဖြတ်မလဲ00ကိုဖြတ်မယ်စောတော့ပိုင်ပိုင်4နေရာမှာကျတော့ B လေးလာထဲမှာဘာဖြစ်လို့လဲဆိုတော့ဒီညမှာ B period နေရာပေါ့ period ညမှာပိုင်ပိုင် B နေရာမှာသူက B လေးရှိနေစောတော့တန်းကြံမယ်ဆိုတော့မလို့အဲ့တော့ B လေးလာထဲမှာပိုင်ပိုင်4 B အောက်ကလည်း B လေးထဲမှာ minus ပိုင်မိုင် 4b အဲ့တော့အပေါ်မှာတော့ positive a အောက်မှာတော့ negative a ဆိုတော့1 1ဆိုတဲ့နေရာလေးမှာအဲ့ဒါဆိုရင်ဒီတန်းကျန်ရဲ့ graph မှာ domain ဟာ x က does not equal to plus or minus pi minus 2b plus or minus 2b ကျန်တာရောအတူတူပဲ domain ပြောင်းသွားမယ် range ကလည်းအတူတူပဲ ။နောက်ကျန်တာလေးတူတူပဲအဆိုင်တုပ်လေးတစ်ခုပြောင်းမယ်။ AC square to plus or minus အပိုင်းပိုင်းဒူးပြီးဆောရတော့ပိုင်းပိုင်းဒူးပေါ့။ B လေးတွေပို့လာတာပါ။ plus or minus 3ပိုင်းပိုင်းဒူးပြီးပို့လာပါတယ်။ဒီဘက်ကအချမ်းပေါ့။ Y square to A cotangent tan BH A cotangent tan BH မှာလည်းအတူတူပဲသူကဘာတူလဲဆိုတော့ period တော့တူလေ။ period ကပိုင်းပိုင်း B ။ဆိုင်းကောနဲ့မတူတဲ့ချက်ကဆိုင်းကောကတူပိုင်ပိုင်ပြီးဒါကတော့ပိုင်ပိုင်ပြီးကြီးပါပဲ။အဲဒီတော့သူ့မှာဒီညာလေးမှာသူ့ဖြတ်တဲ့နေရာပေါ့။အိစေစင်းနဲ့ဖြတ်မဲ့နေရာကပိုင်ပိုင်တူပြီးမတစ်ချက်ဖြတ်မယ်နောက်တစ်ချက်ဖြတ်မှာက3 by 2 2b မှာဖြတ်မယ်သူဒီ cuff တစ်ခုရဖို့အတွက်3 by 5 5 by 4b a 3 by 4b minus a ပါသူလည်းအတူတူပဲ domain ရလို့ရှင်ဒီကနေပဲ domain ထည့်ရလို့ရတယ် assign တို့ထည့်ရလို့ရပါတယ် grand of y equal to secant 8 y equal to ဘာလဲ secant 8 grad secant 8 grad ရဲ့ formula ဒီ1 by cos cos မလို့ကျေတော့က cos စတဲ့နေရာပေါ့ cos စတဲ့နေရာဒီ1မှာစတယ် y is it မှာ1မှာစတယ်ဒါကြောင့်မို့1မှာစလိုက်တယ်သူ့ရဲ့ x စစ်ကိုထိရမှာက by by 2ပါထိမယ်3 by by 2မှာဖြစ်မယ် cos grad နဲ့ခတ်စင်စင်တူတူပဲဒါကြောင့်မို့ y equal to ဘာလို့ရထားလဲကျေတော့အောက်မှာ cos 8ဆိုပြီး cos grad လေးကိုစပြီးဆွဲထားတာပါ ပြီးမှစီကံကိုစာဆွဲမှာ y equal to cos a ဆိုပြီးစာဆွဲထားတာ။အဲ့တော့သူ့ရဲ့ domain ကိုစဉ်းစားမယ်ဆိုရင် h does not equal to plus or minus by minus 2 plus or minus 3 by minus 2ဒါကော့အတွက်စဉ်းစားထားတာ။ကျတော့ period ဒီလဲ2 by minus b ဆိုတဲ့အတွက်2 by မယ်။ဒါဆိုရင်စီကံဒီ cos ရဲ့ဘာလဲပြောင်းပြန် အခုဒီမှာ gap ဆိုရဲ့အတွက်သူ့ရဲ့ပြောင်းပြန်ဒီဘက်အပေါ်ချမ်းလေးစီးကတ်ကသူ့ရဲ့အပေါ်ချမ်းလေးပါကျေလို့ဒီမှာအပေါ်ချမ်းလေးဒီမှာဆိုလို့ရှင်လဲအောက်ချမ်းလေးပေါ့နော်အပေါ်အောက်သွားမယ်သူက gap ကအောက်မှာကြရဲဆိုရင် down ဆိုရင်လည်းသူက down ပုံစံမျိုးသွားမယ် up ဆိုလို့ရှင်လဲ up ကို down တက်သွားမယ်ပုံစံလေးအဲ့မှာရေးကြည့်ရကမြားလေးတွေပါပါမယ်စီကန်တို့ကတော့မှတခုချင်းမှမြားလေးပြပါရပါမယ်သူရဲ့အစမ်းပြုတ်ကတော့ ဒီမှာပုံမှန်တိုင်းပဲကိုဘက်ရှေ့ရပုံမှာဆွဲသလိုအစမ်းပြုတ်လေးတွေပါမယ်အစမ်းပြုတ်လေးတွေကပိုင်ပိုင်တူးမှာတွားထိမယ်3ပိုင်ပိုင်တူးမှာ plus or minus 3ပိုင်ပိုင်တူးမှာချပြီးတော့ period ဒီ cos နဲ့အတူတူပဲနော် line တစ်ခုကြားတဲ့အကွာဝေးပဲဖြစ်တယ်2ပိုင်မှာဒီဘက်ကနော်အဲ့ဒါဒီ bar graph လဲဆိုလို့ရှိရင် c gap graph ပါ ကျတော့ကိုစီကန်ဂရက်ကိုဆက်ကြည့်အောင်ကိုစီကန်ဂရက်ဒီ1 by sin လို့ဖြစ်တဲ့အတွက်ဒီမှာ sin ဂရက်ကိုအရင်စဆွဲ sin ဒီဘယ်ကစလဲ0 0ကစတယ်ပိုင်မှာထိတယ်ဒုပိုင်မှာထိနော်ဒါကြောင့်မလို့ကျတော့ရဲ့ဒီကောင်ကိုစီကန်ဒီဒီပေါ်မှာ gap အပေါ်လေးမှာဆိုရင်အပေါ်လေးတင်မယ်အောက်မှာဆိုရင် အောက်မှာဒီဘက်တစ်ချမ်းနဲ့ကိုရတယ်ကျတော့ plus 1တစ်ချမ်းနဲ့ကိုရတယ်သူကနှစ်ကွေးပါရင်မှန် အကွေးလေးနှစ်ကွေးလှိုင်းလေးနှစ်ခုပါလို့ရှင်မှန်တယ်အဲ့ဒီတော့မှာ range ကတော့ wire -1 နဲ့ငင်းမယ် wire 1နဲ့ကြီးမယ် period ကတော့ dubai မှန် b ဖြစ်တဲ့အတွက် dubai မှာပဲသူ့ရဲ့ exam ပြုတ်ကကြတော့ဒီနားမှာကျတော့ h aces ကိုဖြတ်သွားတဲ့နေရာလေးတွေပေါ့ပါရင်2ပါရင်ဆိုတဲ့နေရာလေးတွေမှာမှာဒါကြောင့်မို့ notes ညီညာမှတ်ထားရမှာက c ကန် a ကနေဘယ်လိုပြောင်းမလဲ a c ကန် b a ပြောင်းမယ်ကို c ကန် a ကနေ a ကို c ကန် b a ကိုပြောင်းမယ် x y ကနေ x ကို b နဲ့ဘာလို့မလဲ divide လုပ်မယ် y ဟိုကြတော့သွားပြီးတော့ a နဲ့မြှောက်မယ်ဒါကြောင့်မို့သူ့ရဲ့ grad change ဒီ y = a c ကန် b a y = a ကို c ကန် b a အနည်းငယ်သွားပါမယ် အောင်မှကျေပြောတင်တဲ့အကြောင်းအရာတွေကဘယ်ဟာက off function လဲဘယ်ဟာက even function လဲလို့ပြောချင်တာပါ off function ဆို f for h မှာ negative f for minus h ဆိုရင် off function off function ကဘာ grade ဒီလဲ sin tangent cotangent tan cosecant even function ကကြတာ f for h square to f for minus h ဆို even function သူကကြတော့ cos ရယ် secant h ရယ်ပါ home one နေနေကတော့0.3ကိုဆက်လက်ပြီးတော့တွေ့ပြပါဒီ grade တွေကို reference ယူပြီးတော့ပေါ့နော် ဥပမာကြည့်ပြီးတော့ sand wine 3လေးကိုဆက်တွက်ပြပါအဲ့တော့ဒီ channel က sand wine 4နော် inverse trigonometric function inverse ဆိုတာသူကဘြောင်းမြန်ပေါ့ဘြောင်းမြန် inverse ဆိုရင်အာ sin အပေါ်လေးမှာနှုတ်တက်လေးရှိရင်တကောင်ဘာလို့ခေါ်ရလဲ inverse လို့ခေါ်တာပါဒါဆိုရင် y equal to sin a ရဲ့ graph ကိုစာစဉ်းစားဒါကတော့ zero graph ကို sin a ရဲ့ graph တဝက်လေးကိုစာဆွဲတာဘယ်ကစမလဲ sin ဆိုရင်00ကစမှာ ပိုင်းပိုင်းဒူပါ1 minus ပိုင်းပိုင်းဒူမှာ minus 1 cos square ကကြတော့0 1 0နဲ့ positive 1ပေါ့ဆိုတော့0 positive 1 0 1ကစမယ်0 1ကစပြီးတော့ gap ကအောက်ကပိုင်းမှာကြလို့ရှိရင် negative 1 by negative 1မှာပြတ်သွားမယ်ဒါဒီ cos square ပါ ဟဲ့ဒီကောင်ဒီ cos ပဲတန်းချန်ကိုရက်ကတော့စောစောတော့အတိပြီးသားပဲတန်းချန်ကဆွဲပြီးသားတချမ်းလေးဘဲကစနိုင်မယ်သူဒီတန်းချန်ကဆိုင်းပိုင်း cos ဖြစ်တဲ့အတွက်00ကစပြီးချမ်းလေး cuff လေးဂွေဂွေလေးတက်ထားတာသူ့မှာ sign ပြုတ်လေးပါထားတယ်ပိုင်းပိုင်း2 minus ပိုင်းပိုင်း2ပါထားတယ် ဒါဆိုရင်အောက်ကဖော်မူလာချိန်းညာလေးကိုကြည့်အောင် sin y equal to h ဆိုရင် y ကိုထားခဲ့ဟိုဘက်ကို sin ကိုပို့လိုက်မယ်ဆိုရင်ဒီဘက်ချမ်းဖြစ်သွားတယ် y equal to sin inverse of h ပါဒါကြောင့်မို့သူဒီ interval minus 1နဲ့ဝမ်းကြားထဲမှာရှိနေရနေဂျယ်ရိုဒီတဝက်ယူလိုက်မယ် minus π/2 နဲ့ π/2 ခြားထဲမှာလည်းရှိမှာပါပဲနော်ဘက်ပုံမှာဆိုရင်ဒီပုံလေးပါ y equal to cos inverse of h က if cos of y equal to x အဲ့တော့ y ကိုထားခဲ့ပြီးတော့ဟိုဘက်ဆန်းကိုရွှေ့လိုက်မယ်ဆိုရင် cos inverse of h ဖြစ်သွားမယ်။သူ့ရဲ့ interval ဒီ -1 နဲ့1ကြားထဲမှာရှိမယ်။နောက်ထပ်ထပ်လဲချိန်လာတော့0နဲ့ပိုင်ချထဲမှာရှိပါမယ်။မာဒီပုံပေါ့ဒုတိယပုံ0နဲ့ဘယ်ချထဲမှာရှိမလဲ။ပိုင်ချထဲမှာရှိမယ်။ Now y equal to tangent inverse of x. Tangent inverse of x ဆိုရင် first state ကတန်းကျပ် y equal to x, y equal to tangent inverse ကိုပဲရွှေ့လိုက်တာနဲ့ tangent inverse. သူကတော့ real number ထဲမှာရှိအပေထဲမှာလို့ပြောလို့မရဘူး။သူက curve ကကွေကွေလေးဒီတိုင်းဖြစ်မျိုး။ဒါပေမဲ့သူဒီ assign တုတ်ကြားထဲမှာတော့ရှိမယ်။ assign တုတ်ကဘယ်တိုင်းမှာရှိမလဲ။ minus pi/2 နဲ့ pi/2 ကြားထဲမှာရှိပါမယ်။ 7.4 trigonometric function ရဲ့ဒါပုံလေးကြည့်ပဲအဲ့ဒါအရှိရပုံနဲ့အတူတူပဲ sin grad ဒီကောင်ပါလဲ cos grad ဘက်က tangent grad အတူလေးတွေပေါ့တဝက်စီလေးတပိုင်းဖက်ဖြစ်ထားတဲ့ဟာလေးတွေပါအဲ့တော့ y grad ကို sin inverse grad ကိုဆက်လက်ပြီးသင်ကြားသွားပါမယ်အဲ့တော့ grad တွေအကုန်လုံးဒီเนาะ -1 နဲ့1ကြားထဲမှာပဲအများဆုံးဟာရှိရပေါ့เนาะ တော့ sign inverse အဲ့တော့ sign တော့ဘယ်အစားလဲ0ဆိုရင်အမှတ်ကစားရယ် sign inverse လည်းအတူတူပဲ0 0အစားပါမယ်ပြီးွားရင်ခြေတို့က1 sign inverse 1ကိုအစားသွင်းလိုက်မယ်ဆိုရင်ပိုင်ပိုင်2ထွက်ပါမယ် y ကဒီမှာလည်းအတူတူပဲ -1 တွင်းရင်-ပိုင်ပိုင်2ထွက်မယ် grad ကဒီလိုတချမ်းပုံလေးပေါ့ ဆိုင်းကွန်းကကြာ0ကစပြီးတော့ကတ်ပုံအပြည့်ပေါ့ဒါကတော့တချမ်းပုံလေးတွေပါ cost inverse cost inverse ဆိုရင် cost inverse ဒီ cost ကစတာနဲ့တူတူပဲ0 1ဆိုတဲ့အမှတ်ကစလိုက်မယ် minus 1သွင်းလိုက်မယ်ဆိုလို့ရှိရင် cost inverse minus 1ဒီပိုင်းမှာ1ကိုသွင်းမယ်ဆိုရင် cos inverse 1က0ဒါကြောင့်မလို့10ဒီ curve ကိုရပါမယ်။ tan inverse tan inverse ဆိုဒီမှာ sin cos ပေါ့။ tan inverse ကို tan ပြီးသွင်းလဲရတယ်။အဲ့တော့ cos ပုံစံမျိုး ကောဆိုင်ပုံစံမျိုးကိုယူတဲ့အတွက်ကပ်ကကြီးလိုပုံလေးရှိမယ်ဒီကြတော့ပိုင်ပိုင်ကျူးကိုတွင်ကြည့်မယ်တန်းချံပိုင်ပိုင်ကျူးသည်အလွန်မရောက်တရောက်လောက်မှရှိတန်းချံပိုင်ပိုင်ကျူးသည်ဝမ်းမရောက်တရောက်လောက်မှရှိဒီလိုမျိုးလေးပေါ့ပိုင်ပိုင်ကျူးနဲ့သူကပိုင်ပိုင်ကျူးနှစ်ခုချားထဲမှာရှိရပေါ့ minus ပိုင်ပိုင်ကျူးပေါ့အောက်က minus ပိုင်ပိုင်ကျူးပိုင်ပိုင်ကျူးနဲ့ minus ပိုင်ပိုင်ကျူးချားထဲမှာရှိပါတယ် minus ပိုင်ပိုင်ကျူး ဇာတ်ထဲမှာတန်ကျပ် input ကရှိ golden ကျ y equal to x အတော့ y ကိုဒီဘက်မှာထားခဲ့မယ်ဆိုရင်ဟိုဘက်ကိုပို့လိုက်ရင် golden ကျ y inverse x y ကိုထားခဲ့မယ်ဒီဘက်ကိုရွှေ့လိုက်မယ်ဆိုရင် secant inverse y ကိုထားခဲ့မယ်ဟိုဘက်ကိုရွှေ့လိုက်မယ်ဆိုရင် cosecant inverse အဲဒီတော့ real number ထဲမှာရှိရဲဒီကောင်က greater than 1 greater than 1 greater than equal ပေါ့ဘယ်လိုနဲ့ပြူကြမှာရှိမှာ0နဲ့ပိုင်ကြမှာ minus နဲ့ပိုင်မှာ2နဲ့ပိုင်ကြတဲ့မှာရှိပါမယ် a ဇံဘက်8အဲ့တော့ evolute a ရ sin inverse of 1/2 cos inverse of minus 1/2 tan inverse minus root 3 sin inverse sin 5/6အဲ့တော့ရေတို့ကဒီကဟို sin inverse of 1/2ကိုချက်ချင်း calculator မှာနှိပ်လိုက်ရင်လဲ6ထွက်တယ်တကယ်က sin 6ဒီ1/2ဆိုတဲ့အဖြစ်ဒါကြောင့်မလို့6ဒီဘယ်နဲ့ဘယ်ကြားမှာရှိလဲเนาะ ။ပိုင်ပိုင်စစ်က -1/2 နဲ့ပိုင်ပိုင်2ကြားထဲမှာရှိ။ cos inverse -1/1/2 ဒီ2/3 ။ဒါဆိုရင်2 by 3အ0နဲ့ပိုင်းကြတဲ့မှာရှိရဲ့ဒီဘက်ကိုပြောင်းရင်းမယ်ဆိုရင် cos 2 by 3အ -1 by 2ဒီလိုပဲ tan ကျ inverse of -3 root 3က minus by -3 - by -3 tan ကျ minus by -3 အ -root 3ဒါဆိုရင်ဘယ်နဲ့ဘယ်ကြမှာရှိမယ်။ by -2 by -2 ကြတဲ့မှာ minus by -3 ရှိမယ်။ tan ကျ inverse of minus root 3ဒီ minus by -3 မှာရှိပါမယ်။ sin inverse of sin 5 by -6 ဒါဆိုလို့ရှိရင်ဒီကျဲတို့က5ပိုင်ပိုင်6ဆိုဒီမှာပါလေဆိုရင်ပိုင်ပိုင်6ပဲသူမှာ root တစ်ခုရှိခဲ့တယ် sin inverse of minus 8ဒီ minus sin inverse of 8အားကြောင့်မလို့ဒီကောင်ကအတူတူပဲပေါ့ sin inverse of ဒီကောင်ဒီ5ပိုင်ပိုင်6ကိုထည့်လိုက်တော့1/2ဒီကောင်ကပိုင်ပိုင်6ဖြစ်သွားမှာပါ အော်ဒီ function အားကြတော့ဒူဘယ်ရမှာဘာရှိရဲ domain ကဘာလဲ range ကဘာလဲဆိုတာဖော်ပြထားတဲ့အစီအစဉ်ပါအဲ့တော့နည်းနည်းလေးရောမှတ်ထားဖို့လိုပါတယ် sign ဆိုလို့ရှိရင် minus ဘာမှည new ဘာမှည new ကြမှာရှိရဲ range က minus 1နဲ့1ကြထဲမှာရှိ inverse inverse ကကြတော့ဒီလိုပြောင်းပြန်လေးဖြစ်သွားတာ minus 1နဲ့1ဟိုဘက်က minus ဘာမှည new နဲ့ဘာမှည new x နဲ့ y နဲ့လဲလိုက်တာပါ cos ဆိုလို့ရှိရင်0နဲ့ပိုင်း -1 နဲ့1ပြောကြရင် x နဲ့ y နဲ့လဲတယ်ဒူလဲဒူဒူပဲ cos ပဲ -1 နဲ့1ကြားထဲမှာ h ရှိသွားပြီးတော့ y က0နဲ့ပိုင်းကြားထဲမှာရှိပါတယ် tangent or h tangent a ဆိုလို့ရှိရင် -π/2 နဲ့ပိုင်း -2 ကြားထဲမှာ h ရှိတယ် y က real number ထဲမှာရှိ inverse ဆိုရင်ပြောင်းပြန်လန်သွားမယ် real number က domain အိစ်ကဝိုင်းဖြစ်တော့တော့ minus by by 2နဲ့ by by 2ချတဲ့မှာဝိုင်းအတူတူပဲဒီအောက်တွေလည်းဘာနဲ့ဘာနဲ့လဲမလဲဆိုတော့ ace လို့ခေါ်တဲ့ domain ရဲ့ range နဲ့ domain ရဲ့ range နဲ့ domain ရဲ့ range နဲ့လဲသွားတာပါ။အော် sin cos tangent cotangent secant ပြီးတော့ cosecant အကို secant သူ့ရဲ့ inverse ဒီအားလုံးဘယ်နှနာလဲဆိုရင်ခြေလို့6ခုဆိုတော့ inverse ညာဆို12ခုပါ။ဒီတစ်ခုကိုမှတ်လိုက်တယ်ဆိုရင်နောက်ထပ် inverse ကထပ်ပြီးမှဆရာမလို့သူ့ကိုပြောင်းပြန်လန်လိုက်တာ domain နဲ့ range နဲ့နေရာလဲလိုက်ရပါပြီ။ sign inverse inverse of x နှစ်ခုဒီနှစ်ခု sign နဲ့ sign inverse နဲ့ဒီကြည်သွားတဲ့သဘောပါ x ပေါ့ sin inverse of minus a ဆိုတော့ minus လေးကိုအပြင်ထုတ်လိုက်တယ် minus sin inverse of x cos cos inverse of x ဆိုရင် cos နှစ်ခုခြေဝါးရဲ့သဘောဆိုတော့ x pi minus cos inverse of h ဒီ cos inverse pi နဲ့180တဲ့ကနှုတ်လာသည်ရေရော minus a နဲ့အတူတူပါပဲ cos inverse of a cos inverse of minus a ဆိုနှစ်ခုပေါင်းရင်တော့ဘာဖြစ်လဲဆိုရင် pi ပြန်ဖြစ်ပါတယ် ဒီအပေါ်ကကောင်းမယ် equation ဟိုဘက်ကြည့်ပဲရွှေ့လိုက်တာဘက်ကိုရွှေ့လိုက်တော့ဘိုင်းပြန်ဖြစ်ပါတယ်အဲ့တော့ကျေတို့ homework နေနေကတော့ exercise 7.5 folio ကို တွက်ကြည့်ပေးပါဒီစင်အားတွေရှေ့ရပုံတွေ reference လုပ်ပြီးတွက်လို့ရှင်ရပါတယ်ရှင်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်